အဲနောက်တစ်ခုကတော့ကျွန်တော် education နဲ့ပတ်သက်ပြီးတော့ education နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျောင်းထောင်တဲ့အချိန်မှာကျွန်တော်ရဲ့ကျောင်းရဲ့ AOR business center ရဲ့ယူရချက်ကတော့ကျွန်တော်တို့ကအချိုးမြင့်တော့မဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်ကများသောအားဖြင့်ကျွန်တော်ဒီ knowledge buffet ဆိုရဲ campaign လေးတွေလုပ်တယ်ပေါ့နော်အ knowledge buffet ကိုလည်းမိတ်ဆွေတို့တက်ဖို့ရင်တက်ဖို့ပါလိမ့်မယ် knowledge buffet ကစီးပွားရေးနဲ့ပတ်သက်တဲ့เนาะကျွန်တော်တို့ဥမာ HR marketing logistic အပြီးလို့ရှိရင်ကျွန်တော်တို့တခြားသောပညာရပ်အသီးသီးပေါ့နော်ဆရာတွေဆရာမတွေကိုကျွန်တော်တို့ဖိတ်ခေါ်လိုက်တယ်ဖိတ်ခေါ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီအားတွေကိုအခမဲ့မျှဝေတဲ့ system ပေါ့ပြောရရင်တော့ SME တွေကို promote လုပ်ချင်တာရယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ management နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူငယ်တွေရဲ့ပညာရေးကိုမြင့်စေချင်တာရယ်စတာတွေကြောင့်ကျွန်တော်ကဒီ AOD business center ပြီးတော့ knowledge buffet ဆိုပြီးတော့ကျွန်တော်တို့အပတ်စဉ်30ကျော်ကျွန်တော်တို့လုပ်ခဲ့ပါတယ်ဒါကတော့ပညာရေးအပိုင်းပေါ့ ကျွန်တော်သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းမှာလည်းဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ခဲ့တယ်။အဲဒီကနေတဆင့်ကျွန်တော်တို့အော2021ပတ်ဝန်းကျင်လောက်မှာကျွန်တော် gas company တခုရောက်တယ်ပေါ့နော်။အဲ gas company တခုမှာတော့အဲကျွန်တော်တို့ဒီကျွန်တော်ရဲ့ဥဆောင်တဲ့ဒုံနဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့ community kitchen ပေါ့နော်။ကျွန်တော်တို့လူမှု ဒီဝင်းကျင်မှာကျွန်တော်တို့မီးဖို့ကြောင်းသုံးတဲ့နေရာမှာကျွန်တော်တို့တွေကထင်းတို့မီးသွေးတို့သုံးတာများနေသေးတယ်။ဒါကြောင့်မို့ကျွန်တော်တို့ထင်းတို့မီးသွေးတို့ကျွန်တော်တို့60 to 70%တော့ရှိတယ်မြန်မာတနိုင်ငံလုံးမှာဆိုလို့ချင်းအဲ့ဒါတွေကိုရော့ချသွားဖို့အတွက်ထင်းတို့မီးသွေးတို့သုံးနေတဲ့နေရာကာလပတ်လုံးတပင်းတတော်တွေထိခိုက်မယ်တဘာဝပတ်ဝန်းကျင်ထိခိုက်မယ်အဲ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီ gas ကိုသုံးဆွဲဖို့အတွက်ကိုကျွန်တော်တို့ကမျှဝေတယ်ပေါ့เนาะကျွန်တော်ကြောင်းနေเนาะ public area တွေเนาะပြီးလို့ရှိရင်လူမှုအဖွဲ့အစည်းတွေမှာလိုက်ပြီးတော့မျှဝေတယ်ပြီးလို့ရှိရင်ဖုံးကြောင်းတို့ဓမာယုံတို့စတဲ့နေရာမှာလည်းကျွန်တော် ကဒီနီးဘိုးတွေလှူဒန်းနေ ဲ့ဒါ community kitchen ဆိုတဲ့အပိုင်းပေါ့အဒီဟာလည်းကျွန်တော်တို့ရလာခဲ့တာအိန္ဒိယနေပြီးပတ်သက်ပြီးရလာခဲ့တာအိန္ဒိယမှာကအဆုတ်ကင်ဆာဖြစ်တာတော်တော်များတယ်ဗျာဘာလို့ဆိုတော့အိမ်မှာကကျွန်တော်မီးသူတို့ထင်းတို့ကိုသုံးပြီးတော့ချက်တဲ့အတွက် indoor smoke လို့ခေါ်တဲ့မီးခိုးငွေတွေကအိမ်ထဲမှာပြန့်ပြီးတော့ဒီရှူမိရှက်မိတဲ့ကလေးငယ်တွေအဲပြီးလို့ရှိရင်အသက်ကြီးရွယ်တွေအသက်ကြီးရွယ်တို့တော်တော်များများကလေးတွေငယ်တော်တော်များများဒီအဆုတ်နဲ့ပတ်သက်ပြီးတော့ထိခိုက်ကြတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအိန္ဒိယအစိုးရကိုယ်တိုင်ကက community kitchen ဆိုပြီးတော့ဒီ gas သုံးဆွဲရေးအတွက်ကိုတော်တော်လေး လောက်လာကြတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာလည်းဒီ community kitchen ကို base ယူပြီးတော့ကျွန်တော်နိုင်ငံကျတော့ကျွန်တော်ပုံစံနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်လုပ်တယ်ဓမာယုံနေဘုံကြီးကျောင်းနေပြီးလို့ရှိရင်လူမှုအဖွဲ့အစည်းတွေမှာကျွန်တော်တို့ဒီအာမိဖို့တွေလှူတယ်ပြီးလို့ရှိရင်ဟောပြောပွဲတွေလုပ်ပြီးတယ်အဲ့ဒါကတော့ community kitchen နဲ့ပတ်သက်ပြီးကျွန်တော်လုပ်ခဲ့တာပေါ့အဲ့ဒီကနေဒီစက်မှာကျွန်တော်ဘာထပ်လုပ်ပြီးလဲဆိုတော့ကျွန်တော်ဒီအာကျွန်တော်တို့ကဗျာဒီများသောအားဖြင့် အာလုပ်ငန်းတွေမှာတုံးတဲ့ကားဘိန်းတွေရှိတယ်။အဲ့ကားဘိန်းတွေကကြာလာလို့ရှိရင်ဒီပန်းလေးတွေပါလာပြီးတော့တာယာတွေပါလာတယ်တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီဟာတွေ ਨੇ ကျွန်တော်တို့ကစားကွင်းပေါ့ community playground တွေကျွန်တော်တို့လုပ်ပေးတာ။ဒါဘို့တော့ကျွန်တော်တို့ eco play လို့ခေါ်ပြီးတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျောင်းတွေအနှံ့အပြားကိုကျွန်တော်တို့သွားလုပ်ပေးခဲ့ရပါဘူး။ဒါကတော့ကျွန်တော်တို့ company မှာဝန်ထမ်းလုပ်စင်ကလုပ်ပေးခဲ့ရတဲ့ niche စနစ်တွေကိုပြောပြတာပါ။အဲ့တော့ mesh တို့ company mesh တို့လုပ်ငန်းကဒီခုနကျွန်တော်ပြောခဲ့တဲ့ CSR activity တွေမှာ mesh တို့ချိန်တဲ့ပုံစံလုပ်လို့ရပါတယ်။